အဲ့ဆိုင်ကအစင်းပြပြီးနောက်ပါအဲ့လိုကျွန်တော်မျက်လုံးဘယ်ဘက်မျက်လုံးလဲတိတ်တစ်ချက်ချက်တိတ်မမြင်ရတာရှိတယ်မမြင်အောင်ဆောက်ဘူးအရင်ကတော့မဟုတ်နည်းနည်းလေးဝါရတယ်လို့ရေငွေ့ရိုက်တယ်လို့မျိုးအဲ့ဒါတခါလေကျရင်တချို့တချို့ຢာရမိသွားအရင်တော့ဆိုင်ကအစင်းမဖြစ်ခင်တော့ကျွန်တော်မှတ်မိခဲ့တဲ့ memory တချို့မရှိတော့အဲ့ဒါကောင်းတဲ့ချက်ပေါ့နော်ကျွန်တော်ဘောကလည်းရှိပြဆပ်ပေါ်မှာနေတယ်ပျော်တယ်ကျွန်တော်ကြိုးစားပြီးလုပ်ရမယ့်အရာလည်းရှိတယ်အဲ့လိုဖြစ်သွားတယ်အရင်လိုတိတ်ခံစားရတာတော့တိတ်မရှိတော့အတိတ်ကိုလေ့ကျင့်နေတဲ့ခံစားချက်ကပျောက်သွားတယ်အဲ့ဒါပျောက်သွားတယ် ူတူလေးချစ်မယ်ဇလန်တွေမှာကျွန်တော်ကာရက်တာကတငယ်ချင်းကောင်းပေါ့နော်အဲတငယ်ချင်းကောင်းတာဇန်ရဲ့တငယ်ချင်းတော့ခံပိုင်နေရတယ်အဲတည်ဆောင်တာပါဟုတ်တာပိုင်နေလေကျွန်တော်နဲ့ပထမဦးဆုံးဇလန်တွေပေါ့နော်သူနဲ့ခင်တာတော့ကျွန်တော်နဲ့ကြာပြီ2015လောက်တည်းအပြင်မှာခင်တာအမေအချိန် तू ကမင်းသားဖြစ်နေပြီကျွန်တော်ကမင်းသားမဖြစ်သေးဘူးဒီအနည်းငယ်လောက်ကလည်းမရောက်သေးဘူးအပြင်လုံးလောက်တာဆိုတော့အပြင်မှာလည်းမတွေ့ပြဘူးပေါ့နော်အဲ့ဒီတည်းက ဒီကားကြမ်းမှာပထမဆုံးပြန်ဆောင်တွေ့ပြီးတော့တကယ်အမှတ်တရကောင်းတစ်ခုပါ2019မှာ Rider ထုပိုင်စော်ဘူးရိုက်မဲ့ရုပ်ရှင်ကားတကားမှာ audition ခေါ်တော့ကျွန်တော်သွားလျှောက်လိုက်တာအဲ့နေစပြီးတော့တိကျဆောင်လောကတွေရောက်လာတာပေါ့နော်အရင်ကျွန်တော်ဟိုဟာ Kevin Crew လင်မောင်လောက်တယ်ပေါ့နော်ပြီးတော့နောက်ပိုင်းတိုးလီဒါလည်းလောက်တယ်တိုးလိုက်တယ်အဲ့လိုမျိုးပြီးရင် Microsoft Office instructor လည်းလောက်တယ်ဟုတ် အဲ့ပြီးတော့နောက်ဘာလို့ကျွန်တော်ထပ်လုပ်ရင်ကောင်းမလဲစဉ်းစားနေတာအဲ့ဒီမှာကျွန်တော်ရုပ်ဆောင်ခေါ်တွေ့ဝင်ရှောင်းနေတဲ့ရုပ်ရှင်အနုပညာလောကရဲ့ရောက်တာပေါ့ပြင်မြင်ခုလိုမျိုးရက်တင်တောင်းပြီးဘဝဉာဏ်တွေနဲ့မထီးတွေ့ရနေတာအကြာအကြီးပြရှင်မှာသားလိုက်ဒီလောက်ကကျွန်တော်စသတိတာတစ်ခါလေထမင်းစားဖို့မေ့စသတိရင်လုပ်တဲ့ချိန်မှာအဲ့လိုပထမဆုံးရိုက်တဲ့ကားက Director 2ဝင်စောဦးကားဆိုတော့ဟိုအဲ့တုန်းကရှိန်နေသူတို့နဲ့ရိုက်ရတာပေါ့နော်သူရှိန်သူကအဲ့တုန်းက ဘယ်လိုလဲစီနီယာဖြစ်နေပြီတတိယဆောင်အရန်တော်နေကြပြီအဲ့ဒီမှာကျွန်တော်ကင်မရာဘယ်မှမှန်းလဲမသိစားရိုက်တဲ့အချိန်မှာအဲ့လိုကြောက်စိတ်တွေလည်းအရန်များတယ်အဲ့လိုလုပ်ခဲ့ရတာကျွန်တော်အဲ့ချိန်ထမင်းစားဖို့လည်းမေ့ရယ်အဲ့လိုရေရေတောက်ဖို့လည်းမေ့ရယ်ကျွန်တော်လုံးဝစိတ်ကအလုပ်ထဲမှာယူရယ်အဲ့ဒီမှာကျွန်တော်သိလိုက်တာအော်ဒီလုပ်ကအတတလုံးလောက်ရမယ်လို့တွေ့ပြီဆိုပြီးတော့အဲကြောင့်ဒီရုပ်ရှင်တိုးဆောင်လို့ရွေးဖြစ်တာပါဒီလို့လုပ်နေရပျော်တယ်ပထမဆုံးကျွန်တော်တို့တချို့ပြည်သက်တွေစသည်ရဲ့မီဂျစ်ဆန်ပုံပြင်ကားတော့ဆိုတညာလုံးရိုက်တဲ့နေ့တွေရှိတယ် ကျွန်တော်မနက်6နာရီကနေနောက်နေ့မနက်6နာရီထိရိုက်တဲ့နေ့တွေရှိတယ်။တစ်ရက်နှစ်ရက်မဟုတ်ဘူး။ဒါပေမဲ့ပင်ပန်းတယ်လို့မခံစားရဘူး။အဲ့လိုပျော်နေတာပဲ။ဒီဇလန်းတွေရိုက်လို့တလခွဲလောက်သာကုန်သွားတယ်။အဲ့အချိန်ခဏလေးပဲကြားရမှာ။နောက်ဆုံးရန်ကုန်ပြန်တဲ့အချိန်အဲ့အချိန်နေပြန်လွန်တယ်။အဲ့လိုဆိုတော့ခုနပြောသလိုပေါ့။ဒီအလုပ်ကကျွန်တော်တကယ်ကြိုက်တဲ့အလုပ်ပေါ့နော်။အဲ့လိုအဲ့လိုမျိုးဟို challenge တွေလည်းအများကြီးရှိရပေါ့။ကျွန်တော်ခဏပြောက်သွားတဲ့အချိန်မှာအမှန်တကယ်ကျွန်တော် နှစ်နှစ်သုံးနှစ်ကျွန်တော်အနည်းဆုံးတွေးတာဗောနော်ဘာလို့ဆိုတော့ကျွန်တော်မှာတချို့ကိစ္စတွေကဟိုဒါတော့ကိုရေးကိုတာပါဒီပဝင်းကျင်ကနေခဏကျွန်တော်မရှိရဲနဲ့ပဝင်းကျင်အစ်တမှာကျွန်တော်ခဏရှင်တန်မှကျွန်တော်စိတ်ကအဲ့လိုမျိုးကြုံဖြတ်နိုင်မှာရှိတယ်အဲ့တော့ကျွန်တော်နှစ်နှစ်သုံးနှစ်ကျွန်တော်စီမံကိန်းချထားတယ်ပြီးရင်တော့ကျွန်တော်ပြန်လာမယ်ပြန်လာရင်တော့ကျွန်တော်ဒီရုပ်ရှင်တုပ်ဆောင်လို့ပဲဆက်လုပ်ပါအဲ့အချိန်မှာကျွန်တော်ခုနပြောသူတိုက်ဆိုင်တာပဲပြောရမလားကံကြောင့်ပဲလားမသိဘူးကျွန်တော်ဆိုင်ကယ်အက်ဆီဒန့်ဖြစ်တယ်ရောက်ရောက်ချင်းတက်လာပဲရှိသေးတယ် မသေးဘူးပေါ့နော်ကျွန်တော်အဲ့တော့ဒဏ်ရာလေးအများကြီးရပါတယ်အရှိမှလည်းကျွန်တော်ပြန်ရောက်ခါစား interview ဖြေထားတဲ့ထဲမှာလည်းပါပါတယ်ကျွန်တော်အဲ့အချိန်ထေသွားတာဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်မျက်နှာခန္ဓာကိုယ်တစ်ခုလုံးအဲ့လိုကျွန်တော်ကြိုက်တဲ့ဒီရုပ်ရှင်သေဆောင်လို့ကိုဆက်လုပ်လို့မရတော့တဲ့အခြေအနေဖြစ်သွားတာဖြစ်ဖြစ်အဲ့ဆိုကျွန်တော်တော့ပြီလုံးဝယူကြုံမရဖြစ်မှာတပွားလုံးအဲ့လိုဆိုတော့ချက်ချင်းကျွန်တော်စိတ်ကိုဆုံးဖြတ်လိုက်တယ်ကျွန်တော်တို့ကမနှက်ဖြန်ရှိတဲ့နောက်တစ်လနောက်တစ်နှစ်အဲ့လိုတွေကတကယ်တွတ်ထားတာတကယ်မဟုတ်ဘူးဘယ်အချိန်မှဆိုဘာမှမဆိုဖြစ်သွားနိုင်တယ်အဲ့တော့ အသက်ရှိတဲ့အချိန်မှာကျွန်တော်ချစ်တဲ့အလုံးနဲ့ပဲကျွန်တော်သဘောကျတဲ့အလုံးအလိုထမင်းစားဖို့မိနေလောက်တဲ့ကြိုက်တဲ့အလုံးနဲ့ပဲကျွန်တော်လုပ်မယ်ဒီဘဝရဲ့ကြံတဲ့အချိန်မှာအဲ့လိုပဲဖြတ်တန်းတော့မယ်လို့ဆိုပြီးတော့ပြန်လာတော့ဒီဆိုင်ကအစည်းအဝေးကျွန်တော်တင်ကန်းစာရေးအများကြီးပြေတေဆုံးမှုအရင်နီးကပ်သွားတာကနေပြန်မတေပဲပြန်ရှင်လာတဲ့အချိန်မှာပြန်တဖန်ပြန်မွေးဖွားလာတယ်လို့လည်းပြောမှာပေါ့နော်ကျွန်တော်အမြင်နေမတူတော့ဘူးအရင်နဲ့အရင်တော့ကျွန်တော်ကဘာလို့နည်းနည်းကျွန်တော်အရင်တော့ကလောကယူမြင်တဲ့အမြင်လူတွေမြင်တဲ့အမြင်အလုပ်တွေမြင်တဲ့အမြင်နဲ့အခုရုပ်တရည်ကြီး အဲဒီဆိုင်ကယ် accident ဖြစ်ပြီးတော့မသေးပဲပြန်ရှင်လာတဲ့အချိန်မှာမြင်နေမြင်နေတော့မတူတော့အစ်တစ်ယောက်လိုပြန်ဖြစ်သွားတော့ပါအဲဒီဆိုင်ကယ် accident ဖြစ်ပြီးနောက်ပိုင်းအဲ့လိုကျွန်တော်မျက်လုံးဘယ်ဘက်မျက်လုံးလဲတိတ်တစ်ချက်ချက်တိတ်မမြင်ရတာရှိရယ်မမြင်အောင်ဆောက်ဘူးအရင်ကတော့မဟုတ်နည်းနည်းလေးဝါရတယ်လို့ရေငွေ့ရိုက်တယ်လို့မျိုးအဲ့ဒါတခါလေကျရင်တချို့တချို့ယာရီမေ့သွားတယ်အရင်တော့ဆိုင်ကယ်စီးရမဖြစ်ခင်တော့ကျွန်တော်မှတ်မိခဲ့တဲ့ memory တချို့မရှိတော့အဲ့ဒါကောင်းတဲ့အချက်ပေါ့နော် ကျွန်တော်ဘောကိုလက်ရှိပြဿနာမှာနေတယ်ပျော်တယ်ကျွန်တော်ကြိုးစားပြီးလောက်ရမယ့်အရာရှိတယ်အဲ့လိုဖြစ်သွားတယ်အရင်လိုတိတ်ခံစားရတယ်တော့တိတ်မရှိတော့တိတ်ကိုလေ့ကျင့်တယ်ခံစားချက်ကပျောက်သွားအဲ့ဒါပျောက်သွားအတကယ်လုံးဝကျွန်တော်တိတ်တုံးကအဲ့လိုတချို့အဲ့ဒီအဲ့ဒီတချို့ကိုကြီးကိုယ်တော်ကိစ္စရဲ့ကြောင့်မဖြစ်မနေအာတခြားနေရာပြောင်းပြီးတော့ခဏနေရမယ်ဆိုတဲ့အချိန်မှာအဲ့ခံစားချက်တွေလုံးဝမရှိတော့အသက်ရှိတုံးလေးမှာစူးစမ်းရရှိရစူးစမ်းလှုပ်ရှားရှိရလှုပ်ဘောကိုအဲ့လိုမျိုး မိသားစုကိုအချိန်မီပြောပြောနေအဲ့လိုအဲ့လိုဖြစ်သွားတယ်။ဟိုကအေးချမ်းသွားတယ်လို့ပြောပေါ့။အာကျွန်တော်ဒီအနုပညာလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံနိုင်တဲ့ရှူဒေါင်းနဲ့ပြည်သက်တွေကိုဒီရတာတွေအများကြီးထပ်ပေးဖို့ပေါ့နော်မတူညီတဲ့ဇာတ်ကောင်တွေနဲ့ပြီးတော့တခြားတခြားနယ်ပယ်တခြားနယ်ပယ်ဆိုတော့ကျွန်တော်ကအဲ့လိုဂီတာ TV တခြင်းဆိုတာကျွန်တော်သဘောကျတယ်။အဲ့လိုဆိုတော့ဒီ ဂီတာနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့ကျွန်တော်တချင်မရေးတတ်ဘူးပြီးတော့တချင်လည်းဟိုအရင်ကျွမ်းကျင်နေတူလည်းမဟုတ်ဘူးကျွန်တော်ဝါသနာပါရုံစင့်ဆိုတော့အဲ့လည်းနောက်ပိုင်းဘာတွေလုပ်နိုင်မလဲအဲ့လိုပေါ့ဒါပေမဲ့ကျွန်တော်ချစ်တဲ့ပရိသတ်တွေတော့အကောင်းဆုံးစူးစမ်းပါဦး